ဂျိုရှူအာဗန်ကဖလိုင်းဝေတန်ရဲ့ချန်ပီယံဖြစ်ပြီးတဲ့နောက်မှာသူရဲ့ပထမဆုံးချန်ပီယံကပတ်ကာကွယ်ပွဲကိုဂျပန်ဖိုက်တာဖြစ်တဲ့တက်ဆူရိုတိုင်နာနဲ့ရှင်ပြိုင်ထိုးတက်ရတော့မှာလည်းပဲဖြစ်ပါတယ်။မင်္ဂလာပါ။ဖိုက်စ်ဖာမစ်ကလည်းကြိုဆိုပါရစေ။ဂျိုရှူအာဗန်ကဖလိုင်းဝေတန်ရဲ့ချန်ပီယံအတစ်ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ UFC Flying Weight Dan ရဲ့ ranking အဆင့်နံပါတ်2နေရာမှာရှိနေတဲ့ Morino ကိုဒုတိယအကြီးမားတဲ့အလဲတိုးနဲ့အနိုင်ရရှိထားတဲ့ဂျပန်နိုင်ငံကတက်ဆူရိုတိုင်နာနဲ့ရှင်ပြိုင်ထိုးတက်ကမှလည်းပဲဖြစ်ပါတယ် သဆူရိုတိုင်ရာက2000ခုနှစ်ဘွာကစားသမားတယောက်ဖြစ်ပြီးတော့လက်ရှိအချိန်မှာတော့အသက်အရွယ်က25နှစ်ခန့်ရှိပါပြီ။သူ့ရဲ့ကစားသမားတန်တန်တျှောက်မှာစုစုပေါင်း19ဘွဲထိုးထားပြီးတော့18ဘွဲနိုင်ထားပါတယ်။တပွဲရှုံးထားပါတယ်။နိုင်ခဲ့တဲ့ဘွဲတွေကိုကြည့်မယ်ဆိုလို့ရှင် TKO နဲ့6ဘွဲနိုင်ထားတယ်။ စမေရှင်းနီနဲ့ရှစ်ပွဲတိတိနိုင်ထားတာကိုတွေ့ရမှာလည်းပဲဖြစ်ပါတယ်။ကျန်တဲ့၅ပွဲကိုတော့သူကတိုင်းအဆုံးဖြတ်နဲ့ decision နဲ့အနိုင်ရရှိထားတာလည်းပဲဖြစ်ပါတယ်။ USC မှာတော့လက်ရှိအချိန်ထိကစားခဲ့တာကတော့၉ပွဲတိတိရှိပါပြီ။သူကစားခဲ့တဲ့ပွဲဒီမှာကြည့်မယ်ဆိုလို့ရှိရင်တပွဲသားရှုံးနေတာလည်းပဲဖြစ်ပါတယ်။ဒါကြောင့်မို့ UFC ရဲ့မှတ်တမ်းကိုကြည့်မယ်ဆိုလို့ရှိရင်သူက၈ပွဲနိုင်ပြီးတော့တပွဲရှုံးထားပါတယ်။နိုင်ခဲ့တဲ့၈ပွဲမှာ၃ပွဲကို TKO အလဲထိုးတဲ့အနိုင်ရရှိထားတာဖြစ်ပါတယ်။ summation နဲ့နိုင်ရရှိထားတာက3ပွဲရှိပါတယ်။ဒိုင်းအဆုံးဖြတ်နဲ့နိုင်ထားတာကတော့2ပွဲရှိပါတယ်။သူရှုံးနေခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်လက်ဒက်ဇရှင်နဲ့သာဆွေးနွေးထားရလည်းပဲဖြစ်ပါတယ်။ဒါကြောင့်မူဒီကစားသမားကလည်းအလဲထုတ်ခံထားရခြင်းလုံးဝမရှိတဲ့ကစားသမားလို့ဆိုလို့ရပါတယ်။ UFC ranking ရဲ့အဆင့်နှစ်နေရာမှာရှိတဲ့ Morino ကိုအနိုင်ရရှိခဲ့တဲ့အတွက်သူက Champion ကပ်လူပွဲကိုရရှိခဲ့တာလည်းပဲဖြစ်ပါတယ်။ ေးခဲ့တဲ့ Joshua Van နဲ့ Pantoja တို့ပွဲမှာဆိုလို့ရှိရင် Joshua Van က Pantoja ကိုအလဲထိုးနဲ့အနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ပြိုင်ပွဲမှာဆိုလို့ရှိရင် Pantoja အနေနဲ့ဒိုင်ယာပြဿနာရရှိသွားတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ Champion ကပတ်ကိုပြန်လဲစိန်ခေါ်ခွင့်ရရှိဖို့ကတော်လေးကိုအလံဝေးဥမှလည်းပဲဖြစ်ပါတယ်။ဒါကြောင့်မို့လက်ရှိအချိန်မှာတော်တော်လေးကိုလက်ရည်ကောင်းနေတဲ့ Japan Fighter နဲ့ UFC ဘက်ကနေပွဲတက်ပြီးထားရလဲပဲဖြစ်ပါတယ်။ဒီကစားသမားရဲ့မှတ်တမ်းတွေကတော်တော်လေးအားရဖို့ကောင်းတယ်။ သူနိုင်ရရှိခဲ့တဲ့ပွဲတွေက TKO နဲ့၃ပွဲ Submission နဲ့၃ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ Stand Fight က Ground Pound ကတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့သူပြိုင်ပွဲတွေကိုကြည့်ရတဲ့နေရာမှာသူက ground bike ကိုပို့ပြီးတော့အသားပေးရလို့တော့မြင်မိပါတယ်။လက်ရှိအနေထားမှာဆိုလို့ရှိရင် Joshua Van အနေနဲ့ Japan Fighter နဲ့ဒါကဒုတိယအကြိမ်မျိုးတွေ့ဆုံခြင်းပဲဖြစ်ပါတယ်။ပထမဦးဆုံးအကြိမ် Japan Fighter နဲ့တွေ့ဆုံမှုမှာဆိုလို့ရှိရင် Joshua Van က D Fighter ကို တိုင်းဆုံးဖြစ်တဲ့အနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါတယ်ဂျိုရှူအဖန်က striking ကိုဦးစားပေးပြီးတော့ကစားတဲ့ကစားသမားဆိုပေမဲ့သူက background သမားကိုမစိုးရှင်ပြိုင်နိုင်တဲ့အနေအထားတစ်ခုရှိရှိပါတယ် ground သမားတွေအများကြီးနဲ့တွေ့ဆုံခဲ့ဘူးတဲ့ဂျိုရှူအဖန်ကသူ့အနေနဲ့အများကြီးအခက်အခဲရှိလိုက်မယ်လို့တော့မထင်ဘူးဒီ flying weight တိုင်းရဲ့ star fight ပိုင်းမှာ Joshua Van ကိုရှင်နိုင်တဲ့ကစားသမားကကျွန်တော်အနေနဲ့တိတ်ပြီးတော့မတွေ့မိဘူးလက်ရှိအချိန်မှာ Joshua Van ရဲ့ star fight ကအကောင်းဆုံးအနေအထားတစ်ခုထိမှရှိရလို့မြင်မိပါတယ် ဂျော်ရှူအာဗန်ကဘလောက်ထိကောင်းလဲဆိုလို့ရှိရင် ground byte မှာဆရာကြီးလို့ပြောလို့ရတဲ့ပန်တူဂျာကိုပထမအချီမှာတင်ဟန်ချက်ပြတ်သွားအောင်လုပ်နိုင်လောက်တဲ့အထီကိုကောင်းပါတယ် လက်ရှိ flying weight တဲမှာဆိုလို့ရှင်ယင်ဒီအချိန်က Joshua Van အတွက်အကောင်းဆုံးအချိန်လို့ပဲပြောလို့ရတယ် Joshua Van နဲ့ Tetsuro Taina တို့တွဲမဲ့ပွဲမှာဆိုလို့ရှင်ယင်သူ့အနေနဲ့စိုးရိမ်စရာရှိလာဆိုလို့ရှင်အဲ့တော့ဒီစိုးရိမ်စရာမရှိဘူး Tetsuro Taina ကဆိုလို့ရှင်ယင် UFC ရဲ့တမိုင်းတစ်လျှောက်မှာသူရှုံးနေခဲ့တဲ့ပြိုင်ဘက်က Joshua Van အနိုင်ယူထားတဲ့ပြိုင်ဘက်လည်းပဲဖြစ်ပါတယ်တဆူရိုတိုင်လာနဲ့ rival တို့တွဲခဲ့တဲ့ပွဲမှာဆိုလို့ရှိရင် rival ကတဆူရိုတိုင်လာကိုတိုင်အဆုံးဖြတ်နဲ့အနိုင်ရရှိခဲ့ရလဲပဲဖြစ်ပါတယ် တပတ်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်လဲ Joshua Van အနေနဲ့ rival နဲ့တွေ့ခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်လဲသူက decision နှိနဲ့အနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါတယ်။ဒီချက်ကဘာကိုပြနေလဲဆိုလို့ရှိရင်လက်ရှိ Joshua Van နဲ့တက်ဆူရိုတိုင်လာလို့တွေ့တဲ့ပွဲမှာဆိုလို့ရှိရင် Joshua Van အနေနဲ့အများကြီးအားစိုက်ထုတ်လိုက်ရမယ်လို့တော့မထင်ဘူး။ ်တဆူလိုတိုင်လာနဲ့ဂျော်ရှူအာဗန်ကပြိုင်ထိုးမယ်ဆိုလို့ရှင်လည်းရတယ်။ဒါမှမဟုတ်လို့ရှင်တဆူလိုတိုင်လာက ground ကိုဦးစားပေးပြီးတွားမယ်ဆိုလို့ရှင်လည်းရတယ်။ဘလို့ပဲနေနေဂျော်ရှူအာဗန်ဘက်ကနေအသာစီးရလိုက်မယ်လို့တော့ထင်မိပါတယ်။ဂျော်ရှူအာဗန်က stand fight ကိုဦးစားပေးပြီးကစားသမားဆိုပေမဲ့နေပညာပိုင်းမှာတွားကြည့်မယ်ဆိုလို့ရှင်ရင်လက်ရှိ flying weight တန်းရဲ့ကစားသမားတွေအကလုံးထက်ကိုနေပညာပိုင်းမှာပုံမမြင်မနေတာကိုတွေးမြင်ရမှာလည်းပဲဖြစ်ပါတယ်။ဒီပွဲစဉ်ကဆိုလို့ရှင်ရင်မြန်မာနဲ့ဂျပန်တို့ရဲ့ဒုတိယဂျိန်အပြိုင်မှုကိုထပ်မံ င်မြင်တွေ့ရမှာလည်းပဲဖြစ်ပါတယ်။တဆူရိုတိုင်လာကလက်ရှိအချိန်မှာ flying weight တန်းရဲ့အကောင်းဆုံးကစားသမားဆင်းရဲနဲ့မှာပါလာပြီးလည်းပဲဖြစ်ပါတယ်။ပြီးတော့မာဂုံလည်းကောင်းတယ်။ stand fight ကော ground ပိုင်းကောနှစ်ပိုင်းလုံးကိုပိုင်ပိုင်နိုင်တဲ့ကစားတတ်တဲ့ကစားသမားလည်းပဲဖြစ်ပါတယ်။ဒီကစားသမားရဲ့အာတာချက်က stand fight ကော ground ပိုင်းနှစ်ခုလုံးမှာပါသူကတော်တော်လေးကိုကောင်းတယ်။ နှစ်ခုလုံးကိုမြင်မြန်တသားနဲ့ကစားတတ်တဲ့ကစားသမားကောင်းလည်းပဲဖြစ်ပါတယ်ပြီးခဲ့တဲ့မိုရီနိုနဲ့ပြိုင်ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်မိုရီနိုကလည်းဒီ flying weight တိုင်းရဲ့ champion hound အုပ်လည်းပဲဖြစ်ပါတယ် Joshua Van နဲ့ Tatsuro Taylor နှစ်ယောက်စလုံးက champion တွေကိုအတီးတီးဖြုတ်ချနိုင်ခဲ့တဲ့ကစားသမားနှစ်ယောက်လည်းပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့အာရှမှာရှာမရှာတဲ့ကစားသမားလေးတွေလည်းပဲဖြစ်ပါတယ် Joshua Van ထက်ကိုဘယ်နေရာမှာတွတ်တာလဲဆိုလို့ရှိရင် Tatsuro Taylor နေနဲ့သူ့ရဲ့အရက်က9.9လမ်းမတိရှိပါတယ် Joshua Van ရဲ့အရက်က9.9 င်၅လက်မှဖြစ်တာကြောင့်မလို့တက်စုတို့တိုင်လာအနေနဲ့၂လက်မှလောက်ကိုပို့ပြီးတော့မြင့်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီအချက်ကလည်းပွဲတစ်ခုလုံးကိုပြောင်းလဲသွားနိုင်တဲ့အနေထားတော့မဟုတ်ဘူး။ Rival လိုကစားသမားကိုတော့မှရှင်ထိုးခဲ့ပြီးတော့အမှတ်နဲ့အနိုင်ရရှိထားတဲ့ဒီကစားသမားအတွက်တော့တက်စုတို့တိုင်လာကအရင်ကြီးခက်ခဲမဲ့ပြိုင်ပွဲလို့တော့မမြင်မိပါဘူး။ ဒီကစားသမား၃ယောက်ရဲ့ဟတ်တူဟတ်ကိုရှင်ကြည့်တဲ့အချိန်မှာကျွန်တော်အနေနဲ့ဂျော်ရှူအာဗန်ကပို့ပြီးတော့တာနေတာကိုတွေ့မြင်ရမှာလည်းပဲဖြစ်ပါတယ်။ဒီချန်ပီယံကပတ်ကာဝယ်ပွဲကြီးကဘယ်ချီလောက်တော့ကြောက်မလဲဆိုလို့ရှင်ရင်နှစ်လပိုင်းလောက်ဖြစ်ဖို့များတယ်။ ဘာကြောင့်လဲဆိုတော့ကစားသမား2ယောက်လုံးကထိခိုက်တိုင်ရန်ကြီးကြီးမားမားမရရှိထားတာကြောင့်လည်းပဲပါပါလိုက်မယ်ပြီးတော့ချန်ပီယံဖြစ်ခဲ့တဲ့ဂျော်ရှူအာဗန်ကဒီဒီဇင်ဘာလတလလုံးကိုသူ့အနေနဲ့အနားယူထားမယ်လို့သိရပါတယ်ဂျော်ရှူအာဗန်ကစိတ်သက်ပြင်းပြတဲ့ကစားသမားမှုလို့ဂျားထဲမှာသူ့အနေနဲ့တလလောက်ပဲအချိန်ယူပြီးလေ့ကျင့်မယ်လို့တော့မြင်မိပါတယ်ဒီချန်ပီယံကပတ်ကာကွယ်ပွဲကိုဂျော်ရှူအာဗန်အနေနဲ့ထိုးတက်ဖို့အတွက်စိတ်သက်ပြင်းပြနေတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ပြိုင်ပွဲကအမြန်ဆုံးဖြစ်လာဖို့ရှိနေပါတယ်ပြီးတော့ UFC ရဲ့ဥက္ကဋ္ဌဒီဒေနာဝိုက်ကိုယ်တိုင်ကိုယ်က ဒီပွဲဖြစ်လာခဲ့လို့ရှိရင်သူ့အနေနဲ့ UFC ပွဲစဉ်ကိုဂျပန်နိုင်ငံမှာတွားရောက်ကျင်းပမယ်ဆိုပြီးတော့အင်တာဗျူးမှာပြောတာမျိုးလည်းရှိနေပါတယ်ဂျိုရှူအာဗန်နဲ့တက်ဆူရိုတိုင်လာတို့ရဲ့ပြိုင်ပွဲကဘာကြောင့်တေချာလဲဆိုလို့ရှိရင်သူ့အနေနဲ့ ဂျပန်စီးကွက်ကိုချဲထွင်ကျင်တာလဲပါပါလိုက်မယ်ပြီးတော့အာရှသားနှစ်ယောက်ကိုတနီယာထဲမှာတူတူပွဲတဲ့ပြီးလိုက်တဲ့အတွက်သူ့အနေနဲ့များစွာဝင်ခွင့်အခွင့်အလမ်းတွေရရှိမှလည်းပဲဖြစ်ပါတယ်တကယ်လို့ဒါဒီပြိုင်ပွဲကိုဂျပန်မှာကျင်းပခဲ့မယ်ဆိုလို့ရှိရင်လည်းဂျပန်မှာကျွန်တော်တို့မြန်မာလူမျိုးတွေအများကြီးရှိတာကြောင့်မလို့သူ့ရဲ့ရုံးဝင်ငွေကလည်းတော်တော်လေးကိုအများကြီးရရှိမှလည်းပဲဖြစ်ပါတယ် ပြီးတော့ဒီပွဲအတွက်အဆုံးဖြတ်ကဘလို့တွေဖြစ်သွားမလဲဆိုတာကကျွန်တော်တို့စိတ်ဝင်စွာစာနဲ့ဒီပြိုင်ပွဲကြီးကတည်ရဝင်ကြီးညာခဲ့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကခံမှန်းလို့ရမှာလည်းပဲဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်ရဲ့ channel လေးကတော့ five cat တွေ five analysis တွေနဲ့ပွဲကြီးခံမှန်းချက်တွေပြုလုပ်ပေးတဲ့ channel လေးပဲဖြစ်ပါတယ်ဒါကြောင့်မို့ like share subscribe လေးနှိပ်ပြီးအားပေးကြလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်